2025ခုနှစ်မေလ22ရက်နေ့မနက်ပိုင်းမှာမရန်ကုန်မြို့နယ်၅ရက်ကွက်ရွှေနှင်းစီလက်နှင့်ဝိဇာလန်တောင်နေတန်မတ်ကြီးအငိမ့်စာဥချိုထွန်းအောင်သည် နေအိမ်ရှိမှမြေဖြစ်သူနှင့်အတူလမ်းလျှောက်နေစဉ်စစ်စစ်ဆဲအမျိုးသားနှုတ်ဦးကတနက်ဖြစ်ပြစ်ခတ်ခဲ့တာကြောင့်ဥချိုထွန်းအောင်တိဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့မှာအကြံဖက်ဖွဲ့များအုံပြုခဲ့တဲ့စက်ဘင်းကို တုံးပင်းရင်တစည်းပေါ်မှာတင်ဆောင်သွားတာကိုတွေ့ရှိခဲ့ကြောင်းသိရှိရတဲ့အတွက်စုံစမ်းဖော်ထုတ်ခဲ့ရာမေလ23ရက်နေ့မှာအကြံဖက်သမားများအုံပြုခဲ့တဲ့တုံးပင်းရင်မောင်းသူစန်းထက်အောင်ခေါ်ပဲခူးသား40နှစ်ကိုမြောက်ကလာပါမျိုးနဲ့တောင်းဝင်ပဲရက်ကွက်ခန့်ရွှေဝါ၃လမ်းအမှတ်148နေအိမ်မှာအကျန်းဖက်တိုက်ခိုက်ရာမှာအုံပြုခဲ့တဲ့စပိန်နဲ့အတူဖန်စီရမိခဲ့ပါတယ်။ ဒါအပြင်အကြံပတ်လုပ်ငန်းများလှုပ်ဆောင်ရမှာထောက်ပို့အဖြစ်ဆောင်ရွက်ခဲ့တဲ့ဝင်းသူခေါ်ကလာလီ39နှစ်ကိုမြောက်ကလာပါမြို့နယ်ထောက်ဝင်ပဲရက်ကွက်စိန်ကျဲလန်းတို့အမှတ်233ရှိနေအိမ်မှာထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ ဖန်စီရမိတရခက်များရဲ့ထွက်ဆိုချက်အရမေလ25ရက်နေ့မှာဥချိုထွန်အောင်ကိုလုံခြံတပ်ဖြတ်ခဲ့ပြီးထွက်ပြေးတင်းရှောင်နေတဲ့တရခက်မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်ဇင်မင်းတက်ခေါ်လင်းလက်စော28ရက်နေ့၎င်းရဲ့ဇနီးဖြစ်သူပြုံပြုံ24ရက်နေ့တမီးဖြစ်သူလင်းလက်ရွှေ6ရက်တို့ကိုညာဦးမျိုးနဲ့ဗကံမျိုးဟောင်းမှာ၎င်း၎င်းတို့ကို ိုက်ပါပူဆောင်ပေးခဲ့တဲ့ရင်မောင်အောင်ဆန်းဟိန်25နှစ်နဲ့ချိတ်ဆက်ဆောင်ရွက်ပေးသူညီညီလိုင်း39နှစ်တို့ကိုမွန်ပြည်နယ်မူးတုံမြို့မှာ၎င်းအတီတီဖမ်းဆီးရမိခဲ့ပါတယ်ဖန်စီရမိတရခန်မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းတက်ကောနင်းလက်စော်ရဲ့ထွက်ဆိုချက်အရဥချိုထွန်းအောင်လုံးကျန်တက်ဖြက်ရမှာပါဝင်ခဲ့တဲ့ဖန်စီရဲ့ကျန်တရခန် ချစ်ကိုကိုခေါ်ကြော်ကြီးရဲ့မိသားစုဝင်များဟာမြောက်ရီမျိုးဘက်ကိုထွက်ပြေးတင်းရှောင်ရန်လှုပ်ဆောင်နေကြောင်းသိရှိရတဲ့အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များကဝမ်ဝမ်ပိတ်ဆို့ဖမ်းဆီးခဲ့ရာမေလ26ရက်နေ့မှာချစ်ကိုကိုခေါ်ကြော်ကြီးရဲ့ဇနီးမြင့်မြင့်ထွေ39နှစ်အောင်ကိုကိုချစ်18နှစ်ဇင်းမောင်မောင်ခေါ်အာနို28နှစ်နဲ့ထွက်ပြေးတင်းရှောင်ရာမှာကိုကြီးဆောင်ရွက်ပေးခဲ့တဲ့ဖြိုးဝေအောင်ခေါ်အရှိကြီး40နှစ်တို့ကိုဘကူးမျိုးအဝင်စစ်စည်းရေးဂိတ်မှာဖမ်းဆီးရမိခဲ့ပါတယ် ဖန်စီရမိတည့်ရခက်များရဲ့ထွက်ဆိုချက်အရမေလ29ရက်မှာဥချိုထွန်းအောင်ကိုလုံးကျန်တက်ဖြတ်မှုအပါအဝင်၎င်းတို့အကြံဖတ်ဖွဲ့ဆောင်ရွက်ခဲ့တဲ့လုံးကျန်တက်ဖြတ်မှုများမှာစကောက်ကြည့်ရှုပေးခဲ့တဲ့တည့်ရခန်မင်းစီသူခေါ်အငယ်လေး29နှစ်နဲ့ကျော်စင်တန်းခေါ်လွင်ကြီးခေါ်ကျော်စင်33နှစ်တို့ကိုကြီးမြနာမျိုးနဲ့ဇီကလေးရက်ွက်ဇီကလေးလန်းအမှန်189ရှိနေအိမ်မှာ၎င်းတည့်ရခန် ဟန်လင်းအောင်28နှစ်ကြီးမြနိုင်မျိုးနဲ့တိဒါရက်ကွက်တိတ်တီလန်အမှတ်32နေသူကို၎င်းအတီတီထပ်မံဖန်စီရမိခဲ့ပါတယ်။ ဒါအပြင်ဖန်စီယာမီတရက်ခန်မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းတက်ကိုလင်းလက်စော်ရဲ့ထွက်ဆိုချက်အရ၎င်းဟာဥချိုထုံးအောင်ကိုလုံးချံတက်ဖြက်စဉ်တနက်ကြီးဖောက်ထွက်ပြီးဘဘက်ခြေတော့တန်ရာရရှိခဲ့ပြီးအဆိုပါတန်ရာကိုတာဂီတာမျိုးနဲ့လင်းမြင်းဆောင်တောင်ရက်ကွက်မြင်တော်သားလန်အမှတ်924ရှိလင်းအထူးကုစေယုံမှာလျှို့ဝက်စွာစေကူတာခဲ့ကြောင်းသိရှိရတဲ့အတွက်မေလ26ရက်နေ့ညနေပိုင်းမှာ တရားမဝင်စေကူတာပေးခဲ့တဲ့ DCS ဆရာဝန်ဇော်ကိုကို38နှစ်နဲ့ DCS ဆရာဝန်များဖြင့်စုစည်းဖွင့်လှစ်ထားတဲ့လင်းအထုကုစေယုံပိုင်ရှင်ဒေါက်တာရေလင်းစို36နှစ်တို့ကိုဖမ်းဆီးရမိခဲ့ပါတယ်။ဖြစ်စဉ်မှာတရားခန့်အမျိုးသား7ဦးအမျိုးသမီး3ဦးစုစုပေါင်း16ဦးတို့ကို လုံခြံတပ်ဖြတ်ရာမှာအုံပြုခဲ့တဲ့တပ်တေကံပြည်စည်းများနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။ ဖန်စီယာမီတရခက်များရဲ့ထွက်ဆိုချက်အရ2023ခုနှစ်မလမှာ Golden Valley Warrior အမေရိကန်ချမ်ပတ်ဖွဲ့ကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာအချမ်ပတ်ဖွဲ့စည်းဖြစ်တဲ့ NUG မှတရခက်ပြည်ရီမွန်ရဲ့စီစဉ်ထောက်ပံ့ပေးမှုဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း Golden Valley Warrior အမေရိကန်ချမ်ပတ်ဖွဲ့မှာဖန်စီရန်ကြံတရခန်ကိုထက်ခေါင်းဆောင်ပြီးအင်အား၈ဦးရှိပြီးရန်ကုန်မြို့မှာအချမ်ပတ်ဖောက်ခွဲဖြစ်စည်းလုပ်ငန်းများလှုပ်ဆောင်ရတဲ့ ၎င်းတို့မကျေနပ်တဲ့အပြစ်မဲ့ပြည်သူများကိုဒလန်ဟုဆွဆွဲကောင်းလုံးချံတက်ဖြက်ရန်ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းဖော်ထုတ်သိရှိရပါသည်။ဖန်စီရမီတရက်ခတ်များရဲ့ထွက်ဆိုချက်အရမေလ15ရက်မှာ Golden Valley Warrior အမေကန်အစံဖက်ဝဲကောင်းဆောင်ဖန်စီရန်ကျန်တရက်ခန်းကိုထက်ဟောင်း Telegram မှာတဆင့်ဥချိုထွန်းအောင်ရဲ့ဓာတ်ပုံနဲ့နေအင်တီနေရ Google Map တို့ကိုပေးပို့ခဲ့ပြီးလုံးချံတက်ဖြက်ရန်စီခိုင်းခဲ့ကြောင်း ဖန်စီရမိတရားခံများဖြစ်တဲ့မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းတက်ခေါ်လင်းလက်ဆောင်မင်းစီသူခေါ်အငယ်လေးကျော်စင်တန်းခေါ်လွင်ကြီးခေါ်ကျော်စင်နဲ့ဖန်စီရကျန်တရားခံချစ်ကိုကိုခေါ်ကျော်ကြီးတို့ဟာဥချိုထွန်းအောင်ရဲ့နေရင်ဝင်ချင်းကို၆ချိန်သွားရောက်ပြီးအခြေနေကြီးခဲ့ကြောင်းမေလ၂၁ရက်မှာဖန်စီရကျန်တရားခံကိုထက်က မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီတာခေါ်လင်းလက်စောထန်သူပစ္စတိုနှစ်လက်ကိုပေးပို့ခဲ့ကြောင်းဖော်ထုတ်သိရှိရပါတယ်။မေလာ22ရက်မှာမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီတာခေါ်လင်းလက်စောနဲ့ဖန်းစင်းရကျန်တရက်ခန်းချစ်ကိုကိုခေါ်ကြော်ကြီးတို့ဟောင်းကိုထက်ကငှာရန်ပေးထားတဲ့ရွှေပောက်ကံမျိုးတင်22ရက်ကွန်းတပြေချံမျိုးပတ်လန်အမန်ရာကောက်မြင်းဆောင်103မြင်းဆောင်104ရှိ safe house မှာစပင်းဖြစ်ထွက်ခွာခဲ့ကြောင်း ဥချိုထွန်းအောင်ရဲ့နေအရှိရောက်မှလမ်းလျှောက်နေတဲ့ဥချိုထွန်းအောင်ကိုမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မေတ္တခေါ်နင်းလက်စော်ကအသင့်ယူဆောင်လာတဲ့ပစ္စတိုဖြင့်လေးချက် ပြက်ကက်လှုပ်ကြံတက်ဖြတ်ခဲ့ကြောင်းထို့သောပြက်ကက်စဉ်ပစ္စတိုကြီးညက်သဖြင့်ရှင်လင်းစဉ်ကြီးပေါက်ထွက်၍၎င်းရဲ့ဘဲခြေတော့ကိုထိမှန်ထန်ရာရရှိခဲ့ကြောင်း အဲဒီနောက်စပိန်ဖြင့်ရွှေပောက်ကံမျိုးသည်ရှိ safe house ကိုပြန်လာခဲ့ပြီး စပိန်နဲ့လုံခြံတပ်ဖြတ်စဉ်ဝစ်ဆင်ခဲ့တဲ့ဝစ်စားများကိုစန်တက်အောင်ခေါ်ဘဂိုးသားနဲ့ဝင်းသူခေါ်ကလားလေးတို့ကိုလျှို့ဝှက်ခိုင်းခဲ့ကြောင်းဖော်ထုတ်သိရှိရပါတယ်။ ဖန်စီယာမိတရက်ခန်မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းထက်ခေါ်နင်းလက်စော်ရဲ့ထွက်ဆိုချက်အရ၎င်းဟာရရှိခဲ့တဲ့တရားကိုစေကုသရန်အတွက်ဖန်စီယံကျန်တရက်ခန်အောင်သူကကြိုတင်ချိတ်ဆက်ပေးထားတဲ့လင်းအထုကုစေယုံရှိ DCS ဆရာဝန်ဇော်ကိုကိုထံသို့သွားရောက်ပြီးလီယိုဝဲစွာစေကုသမှုခံယူခဲ့ကြောင်း အဲဒီနောက်မိသားစုနဲ့အတူပခုတ်ကူမြို့နယ်ဘက်မှာတင်းရှောင်ရန်သွားရောက်စဉ်ပကံမြို့ဟောင်းမှာဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းဖော်ထုတ်သိရှိရပါတယ်။ ဖန်စီရမိတရခန့်များရဲ့ထွက်ဆိုချက်အရာအစံဖက်ဖွဲ့စည်းများဖြစ်တဲ့ NUG မှာတရခန့်ပြည်ရီမွန်ရဲ့စေခိုင်းမှုဖြင့် Golden Valley Warrior အမေကန်စံဖက်ဖွဲ့ဟာနိုင်ငံတော်ရဲ့အုပ်ချုပ်မှုရန်နီယာပြပြစေရနဲ့အပြစ်မဲ့ပြည်သူများထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်ပြီးအောက်ပါအတိုင်းလုံခြံတပ်ဖြတ်မှု၄ချိန်ကျူးလွန်ခဲ့ကြောင်းဖော်ထုတ်သိရှိရပါသည် 2023ခုနှစ်မလ24ရက်မှာမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီတက်ကိုလင်းလက်စော်တင်တန်လင်းမျိုးနဲ့အမှုရန်ရက်ကွန်ဖွင့်မျိုးရေးလန်းနေဥပဒေအတိုင်းမင်ကန်ဦးမင်းဒေစာညုတ်ကိုပစ္စတိုဖြင့်ပြစ်ခတ်လုကြံတက်ဖြတ်ခဲ့ပြီးဖန်စီရံကြံတရက်ခန်ချစ်ကိုကိုခေါ်ကြော်ကြီးတို့ကအချိန်နှီးစောင့်ကြည့်ပေးခဲ့ကြောင်း2023ခုနှစ်ဩဂုတ်လ16ရက်နေ့မှာမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီတက်ကိုလင်းလက်စော်နဲ့ ချစ်ကိုကိုခေါ်ကြော်ကြီးတို့ဟာရွှေပြည်သားမျိုးနဲ့အမတ်သုံးရက်ကွက်ပန်းချံလေးလဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တအုပ်ကိုပစ္စတိုဖြင့်ခြောက်မြောင်းပစ်ခတ်ခဲ့ပြီးဟန်လင်းအောင်ကအခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း2023ခုနှစ်ဒီဇင်ဘာလတရက်နေ့မှာမျိုးကိုကိုခေါ်စိုင်းကိုကိုခေါ်စင်မင်းထက်ခေါ်လင်းလက်စော်တင်တင်ငန်းကျုံမျိုးနဲ့ငမိုးရိပ်ရက်ကွက်ငမိုးရိပ်သုံးလက်နဲ့အမျိုးသားဒီမိုကရေစီပါတီတဲ့ဥက္ကဋ္ဌဦးတန်းထွန်းကိုပစ္စတိုဖြင့်ပြစ်ခတ်လုံခြံတက်ဖြတ်ခဲ့ပြီး မင်းစီသူခေါ်အငယ်လေးနဲ့ကျော်စင်တန်းခေါ်လွင်ကြီးခေါ်ကျော်စင်တို့ကအချိန်နေစောင့်ကြည့်ပေးခဲ့ကြောင်း2024ခုနှစ်အောက်တိုဘာလ23ရက်နေ့မှာမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီတက်ခေါ်လင်းလက်စောသည်လှိုင်းတရအနောက်ပိုင်းမြို့နယ်စတိရက်ွက်ရှိအောင်မင်္ဂလာကျောင်းနေမှာ မာစာဖားဘွဲဝင်နေဖြစ်သူဥရွှေမန်းကိုပစ္စတိုဖြင့်လှုပ်ကြံတက်ဖြတ်ခဲ့ရာရင်မောင်းဖြစ်သူဥသက်စင်မှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကျော်စင်တန်းခေါ်လွင်ကြီးခေါ်ကျော်စင်ကအချိန်ဤစောင့်ကြည့်ပေးခဲ့ကြောင်းဖန်စီရမီတရခက်များရဲ့ထွက်ဆိုချက်အရ Golden Valley Warrior အကြံဖတ်ဖွဲဟာရန်ကုန်မြို့အတွင်းမှာအပြစ်မဲ့ပြည်သူများကိုဒလန်အဖြစ်ဆွဆွဲပြီးလှုပ်ကြံတက်ဖြတ်ခဲ့ကြောင်းထို့သောလုံးချံတက်ဖြတ်ခြင်းများအတွက်အကြံဖတ်ဖွဲ့စည်းဖြစ်တဲ့ NUG ကတစ်ကြိမ်လင်းနှစ်သိန်းချက် NUG ပေးမှတဆင့်ပေးခဲ့ကြောင်းဖော်ထုတ်သိရှိရပါသည်